အားလုံးပဲမင်္ဂလာပါရှင်မြမဝိုင်းဒီချန်နယ်ကနေပရိသတ်များကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးဆရာတာတီရေးသားထားတဲ့အင်းဝါကဘူတစီဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတတိတင်နိုင်မှလည်းသိနိုင်မှု notification လေးနှိပ်ပေးပါရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစလိုက်ပါတော့မယ်တာတီရွာမောက်ပြီးတုံးညမြောက်မှာထူဆန်းနိုးလာတဲ့အိမ်မက်တစ်ခုမှတ်တယ်ဗျအိမ်မက်လို့သာပြောရတာပါအပြေမှာတကယ်ဖြစ်နေတဲ့အတိုင်းပဲ ကျုံမတ်တဲ့အိမ်မက်ကဒီလိုဗျတာတေးအင်းဝမှာနေရဲ့အင်းဝသားတွေဗျညောင်ရမ်းမင်းမင်းရဲ့နဲ့နမိတ်ကဘာမဲ့ဆရာတော်နဲ့တိုင်ပင်ပြီးညောင်ရမ်းကနေအင်းဝကိုမင်းနေပြီးတော့ပြောင်းရွှေ့စိုးဆန်တော်မူတယ်ဗျကျွန်တော်အမဗဒိန်တဲကြီးဦးတီဟာလည်းအင်းဝကိုပြောင်းပြီးလောက်ကန်စားတော့ခဲရတာပေါ့ဗျတာတေးကိုလည်းအမဗဒိန်ပညာသင်ပေးခဲ့လို့တာတေးလည်းဗဒိန်တဲတယောက်ဖြစ်လာတော့တဲ့အဘလည်းရအောင်မမီသေးပေမဲ့တာတေးလည်းရလည်းယရနာပူရအင်းဝရှင်မျိုးတော်ကြီးမှာ လူကြံညာလာခဲ့တယ်ပဋိဒေတာလုံနေရတာပြုတကယ်တမ်းတာဒေဝဒနာပါတာကအထံလန်းပညာတွေပြအင်းဝါမှာအထံလန်းပညာတွေကိုကန်းခတ်အောင်တက်တဲ့ဘူဒိဘာဆိုတဲ့ဆရာကြီးတယောက်ရှိရလေဗျာကျောက်ကဘူဒိဘာရဲ့တပည့်တယောက်ပါဘူဒိဘာမှာကယောက်ျားတပည့်မိန်းမတပည့်တွေအများကြီးပဲဗျာကျောက်ကတော့ဘူရဲ့တပည့်အငယ်လေးတည်းမှာအတော်ဆုံးလို့ဘူကိုယ်တိုင်ပြောဘူးလားပဲတနေ့တော့ဘူကကျောက်ရဲ့ကျွန်းအိမ်မဲမဲကြီးတွေကဖျားကန်းကြီးတည်းမှာကျုံနဲ့နှစ်ယောက်တည်းစကားပြောတယ်ဗျာ ဘိုးတိပါဆိုတာအရက်အမောင်ကောင်းကောင်းရှောင်းတဲ့ဆောင်နေဗျဘိုးတိပါရဲ့မျက်နှာကလှုပ်ချက်တည်းရှိရာမျက်လုံးတွေကအမြဲတမ်းကြည်ပြီးတောင့်နေရာနှာခမ်းမွေးတွေကလည်းထိတ်နေဘက်ကကော့ပြီးကျဉ်ဆွဲတက်နေလို့ဗျခေါင်းမကလည်းပုံဝါတစ်ထဲကအမြဲတမ်းပေါက်ထတာဝိတ္တာကတူရင်အင်းကြီးနဲ့တောင့်ရှိပစိုးဗျပယောကနဲ့အောက်လန်းတော့မျက်လုံးနဲ့စိုက်ကြည့်တာနဲ့နဲ့ဒူးတုတ်ကြရတာဘိုးတိပါနဲ့ရှင်ပြိုင်ခဲ့တဲ့ကဝေးလေးဆိုတာသွေးပွက်ပွက်အံပြီးတေးခဲ့တာနဲရောလားဗျာ ဦးဒိဗာနဲ့ကဝေရဲ့တိုက်ပွဲကိုကြောင်နှစ်ခါသုံးခါလိုက်ဖူးပါတယ်တကယ်ကိုကြောင်ကမန်းလိလိပဲပြို့ဖះကန်းကကြားတရေချက်ကြီးပေါ်မှာထိုင်နေရဲ့ဘူးဒိဗာကကျုပ်ကိုပြောတယ်ဗျလူကလေးမောက်တာတည်းမောင်ကဘိုးရဲ့တပည့်ရည်ရဲ့မှာအသက်အငယ်ဆုံးဆိုပေမဲ့ပညာအတော်ဆုံးတက်တီအကောင်းဆုံးပဲကွအေးမိကလေးတွေတဲမှာတော့မိဖဲဝါအတော်ဆုံးပဲမိဖဲဝါမောက်တဲ့တော့အသက်ကြီးရဲ့မောင်ရဲ့အမကြီးအရွယ်ပေါ့ မောင်တို့နှစ်ယောက်ကဘိုးရဲ့အအောင်ကိုရဆုံးတပည့်တွေပေါ့ကွယ်အခုတော့ကိစ္စတစ်ခုပေါ်လာတယ်လူလေးရဲ့ဟုတ်ကဲ့အမေရှိပါဆရာကြီးဒီလိုကွယ်လူလေးရဲ့မင်းတရားကြီးရဲ့ဆရာတော်ဘာမဲ့ကိုတော်ကြီးဆိုတာမောင်သိမှာပေါ့ဟုတ်ကဲ့သိပါတယ်ဆရာကြီးနှစ်ခါလောက်လည်းဖူးဖူးပါတယ်ဘာမဲ့ဆရာတော်ကဘိုးရဲ့ဆရာပဲကွယ်ဘိုးကိုပညာတွေတော်တော်များများထပ်ပြီးဖြည့်ပေးခဲ့တယ်ဆရာတော်ကဟန်တာဝတီမှာတည်င်းသုံးနေရတယ်ငါးစုဒါရကမင်းကြီးက လိုလားလို့သူညီရောနန်းဆန်နဲ့ညောင်ရမ်းကိုပို့လိုက်တာကွဘိုးတို့ညောင်ရမ်းကိုဆရာတော်ရောက်လာတော့ညောင်ရမ်းမရဆရာတော်ကြောင်းဆောက်လူပြီးကိုးခွေခဲ့တာဒီမှာတင်ဘိုးနဲ့တွေ့ခဲ့ရတာဆရာတော်ကဘိုးရဲ့ပညာတွေကိုစစ်ဆေးပြီးလူအပ်တဲ့ပညာတွေကိုထပ်ပြီးသင်ပေးခဲ့တာကွဒါကြောင့်လဲအောင်လန်းကဝေတွေမှန်သမျှဘိုးကိုမရှင်းနိုင်တော့တာပေါ့ကွဒါပေမဲ့မောင်တာဒီရေတောင်ကူကငအုပ်လို့ခေါ်တဲ့ကဝေတယောက်ကတော့အတော်ကိုပညာထက်တယ်လို့ဘိုးကြားဘူးတယ်အေး ရေဆက်ရှိရင်တော့ဒင်းနဲ့ကျုံနဲ့တနေ့ဆုံကြရမှာပေါ့ကွအေးအေးဘိုးခုမောင်တာတီကိုပြောမယ့်အဓိကကိစ္စကဘာမဲဆရာတော်ကလွန်ခဲ့တဲ့၃ရက်ကဘိုးကိုမိတ်တယ်ကွဟုတ်ကဲ့ဆရာကြီးရင်းရင်မီပညာတတ်မြတ်တဲ့လူငယ်တယောက်ရှာပေးပါတယ်တခြားကလည်းမလူချင်းဘူးတယ်ကွဘိုးရဲ့တပည့်တွေရရပဲလူချင်းတာလို့မိတ်တယ်မောင်တာတီရဲ့အေးဒီမာရီဘိုးကမောင်တာတီကိုတမ်းမြင်လိုက်တာဘီရင်ကိုးခွေတဲ့ဆရာတော်ကြီးကအကြောင်းမဲ့မိတ်တော်မိတ်မယ်မတင်ဘူး ဲ့ဒါမောင်တာဒီဘလူသဘောရတော့ဆရာကြီးရဲ့ကျုပ်ဘက်ကတော့အစင်သိမှာဗျဆရာကြီးခိုင်းလို့ရခိုင်းစေလို့ရစေပါအင်းကောင်းပြီလေတာတင်ငယ်တခုတော့ဘူးမေးလို့သေးရဲ့တကယ်လို့များနန်းတွင်းဝင်ပြီးမင်းတရားကြီးကိုခါစားရမယ်ဆိုရင်ခါစားရဲပါမလားလူကလေးကျုပ်ကိုစိတ်ချပါဆရာကြီးနန်းတွင်းဝင်ရမယ်ဆိုရင်တော့ဝင်ဝင်ပါတယ်မင်းတရားကိုစားရမယ်ဆိုရင်လည်းခါစားဝင်ပါတယ်ဆရာကြီးအေးကောင်းလေစွာမောင်တာတေဒါဆိုရင်မနှက်ပြန်မယ် လေကြီးရက်ကဆရာတော်ကြားကိုသွားကြဆိုကြ။ဝူထိပ်ပါအကျုပ်ကိုလာမယ့်အချိန်ဝေစားလာမယ့်အဝေစားအစမှားတယ်ဗျ။နောက်တနေ့ရောက်တော့ကျုပ်လည်းဘူးမာတဲ့အတိုင်းအစင်သည်ပြင်ပြီးသွားခဲ့တယ်။သူရင်အင်ကြီးပစိုးတောင်ရှိရောင်တို့ကိုတည်တည်ချာချာစီနေမိထုံးဘဝနဲ့တရားပေါင်းလို့ပေါ့ဗျ။ဘူးရဲ့တပည့်တယောက်ကမြင်းလေးကလေးနဲ့လိုက်ဖို့လေ။လေကြီးရက်ကဘားကရအကြောင်းကြီးရဲ့အဝင်နှံကတာပါပြီဗျာ။လမ်းတစ်ဖက်တစ်ချက်မှာလူတရက်လောက်ထမ်းမိနေရ စီတို့တန်းလို့ပြုဘူဒိဘာရောက်နေရတော့တိရောဘာမဲဆရာတော်ကစက်တီခန်းနေရထွက်လာတယ်။ဘနဲ့တော့တခါကြီးဥဒိဘာရဲ့ကျောက်ခိုင်းတဲ့ကိစ္စအဆင်ပြေခဲ့ရဲ့လား။မှန်လားပါအဆင်ပြေပါတယ်ဗျာ။ဆရာတော်အမေကိုဘူဒိဘာကပြန်ပြေးနေ။ကျောက်တော်ဘူဒိဘာရောဆရာတော်ကိုရှစ်ခိုးလိုက်ကြတယ်။ဘာမဲဆရာတော်ကဂရီဘာစက်သွေးရောင်နဲ့ချုပ်ထားတဲ့ထိုင်ခုံကြီးပေါ်မှာတင်မလီခွေပြီးသတင်းတုံးနေရဲ့။ဘာမဲဆရာတော်အခုမှပဲကျောက်အနီးကပ်ဖူးဖူးတာဗျာ။ တည်ကြည်နေတဲ့ဆရာတော်ရဲ့မျက်နှာတော်ကအတော်ကိုကြည်ညိုဖို့ကောင်းတာဗျ။တပည့်တော်ရဲ့တပည့်တွေရဲ့မှာအသက်အငယ်ဆုံးနဲ့တတိအရှိဆုံးတန်ငယ်ပါဗျ။တပည့်တော်နဲ့လည်းကိုယ်ရည်တိုက်ပွဲတွေလိုက်ပြီးကုညီဘူးပါတယ်ဗျ။သူကိုယ်တိုင်နဲ့ပညာမငယ်လှပါဘူးဗျ။ဆရာတော်ကဘာမှမမိတ်ပဲချုပ်ကိုစိုက်ကြည့်ရဲ့ခဏနေရောမှဒီတန်ငယ်ကနမဲဘလို့ခေါ်တော့ဥဒိတ်ပါရဲ့။မောင်တာဒေးလို့ခေါ်ပါတယ်ဗျ။ကျုပ်လက်တစ်ဖက်ကိုစန့်တန်ခိုင်းပြီးသူ့ရဲ့ညာဘက်လက်နဲ့ကင်ထားတယ်ဗျ။ ပြီးတော့မျက်စိမိတ်ထားတယ်။ခဏနေတော့ကျုပ်လက်ကိုလှုပ်လိုက်တယ်။တာတရစနေသားအစ်စ်ပဲ။ဒါကြောင့်လည်းထက်မြက်တာပဲလေ။ဥဒိပ္ပိုင်ဒီတငယ်ကသူရာတတိနဲ့တကယ်ပြည့်စုံတဲ့သူပဲဗျ။ကဲဆရာကြီးရှိမှမဟုတ်ပြောရမှာပဲလေ။ဖုံမုံမှာကိုပြောင်းစေတဲ့ရှိန်းဆောင်ရစစ်တမျိုးဖော်ဆက်ထားတာရှိရဲ့တာတငယ်ရဲ့။အဲ့ဒီစီကိုမောင်ရဲနှစ်ဖူးမှာတုပ်လေးပေးလိုက်ပြီးရဲ့ခါဖုံမုံကြီးတင်ပေးလိုက်မဲ့ခါထောက်မောင်ဝရွရမယ်အဲ့ဒီခါစေတကယ်ဆိုရင ောင်မောင်ကကိုပြောက်သွားလိမ့်မယ်။မောင်သွားချင်ရအောင်သွားတာသွား။ဘသူမှမအောင်မမြင်နိုင်တော့ဘူး။မောင်ကရှင်းထွက်တဲ့ကားတော့ယူလိုက်တော့မှလူတွေကမအောင်ပြန်မြင်ရလိမ့်မယ်။မှန်လားပါဖေရ။တပည့်ရောတကားမှမကြားခဲ့ဘူးပါဘူးဖေရ။အေးဟုတ်ပေရပေါ့တာတိငယ်။ဖုံဖုံငယ်စဉ်ကလေးကမိချောင်းကိုက်ချီပေးရဲ့ကြီးပရက်ပိုင်းထဲကနေရလာတဲ့ပညာကွက်ဒီစေးကိုစမ်းသပ်ဖို့အတွက်တာတိငယ်ဝင့်ရံလာကွက်မှန်လားပါဝင့်ပါလေဖေရ။တပည့်ရောသာ ရှိန်းဆာရစေစမ်းတော်မူပါဖျက်။ကဲဒါဆိုရင်တတင်ရင်ထတော့ဖုံဖုံနဲ့ဖျားခဲနဲ့ကိုလိုက်ခဲ့ပြီးတော့ဥဒိဘကဒီမှာခိတားဆောင်ပြီယုံ။မှန်တော့ပါဖျက်။တပိတော့ဒီဟာဆောင်ရမယ်ဖျက်။ကျုပ်ကဘာမဲဆရာတော်ရဲ့နောက်ပါကလိုက်ခဲ့ပြီးတော့ဖျားကန်းကိုရောက်တော့ဆရာတော်ကကျုပ်ကိုဖျားစင်ရှိမှထိုင်ခိုင်းပြီးဖျားကတော့ငါးပါးတီနာယူခိုင်းတယ်။ပြီးတော့မှရှိန်ဝင်ဂါတာနဲ့ရှိန်ထွက်ဂါတာနှစ်ပုဒ်ကိုနှုတ်တိုက်တင်ပြီးတယ်။အကျိကျိပြန်ယူခိုင်းတယ်။ စိတ်တိုင်းကြပြီဆိုတော့မှဖျားစင်ပေါ်မှာတင်ထားတဲ့ရွှေကွက်ထဲရစီကိုကျုံနှဘူးမှာစီရတော့ကိုရိုက်တုတ်လင်းပေးတယ်။ပြီးတော့ရှိန်ဝင်ကာထာရှုဆူခိုင်းလိုက်တယ်။ကျုံကရှိန်အဝင်ကာထာကိုရှုလိုက်တယ်။ဟာစွန်းလိုက်တဲ့စီကွာပျောက်သွားပြီတာတင်းငယ်ကြီး။ကဲရှိန်ထွက်တဲ့ကာထာရှုလိုက်စမ်းကွက်။ကျုံကရှိန်အထွက်ကာထာကိုရှုလိုက်တယ်။ကဲပြန်မြင်ရပြီ။ကျုံစေးတော့စွန်းပြီတာတင်းငယ်ကြီး။မအောင်ဖုံးဖုံးကတခုခုစေခိုင်းမယ်ဆိုရင်ရော။ လုံဝင်ပါမလားခိုင်းပါဗျာတပည့်တော်လုံဝင်ပါတယ်ဗျာမောင်ကိုဖျောက်ပြီးနန်းတော်ရင်ဝင်ရမယ်ပြီးရင်မင်းတရားကြီးပွဲတော်တည်ရခါသူနဲ့အတူပွဲတော်ပင်တည်ရမယ်မောင်ဘယ်သူမှမြင်ရမှာမဟုတ်ဘူးမောင်လုံရဲပါမလားကျုပ်ကချက်ချင်းပဲရှောက်ထားလိုက်တယ်တပည့်တော်လုံဝင်ပါတယ်ဗျာကဲဒါဆိုရင်ရှင်းဝင်နဲ့ဂါထာရုပ်ပြီးသွားပြီးတော့မောင်ဆရာကြီးနဲ့ဖုံဖုံနဲ့ကျောင်းဝပဲစောင့်ပြီးမောင်ပြန်လာအောင်ညှို့နေကြမယ်ကျုပ်က ရှိန်ဝင်ကားထောင်ယူလိုက်တယ်။ကိုပြောင်သွားပြီကွတတီ။နန်းတော်လေးကိုသွားပြီတော့ငါတပည့်ဖောင်းမမကြောက်နဲ့ကြားလာ။မှန်မဗျာ။ကျုပ်ကပြောပြီးဆရာတော်ကိုကတော်လိုက်တယ်။ကျုပ်ပြောတာကိုဆရာတော်ကြားတယ်ဗျ။ကျုပ်ဘရားကနေရထွက်လာပြီးဘူဒိဘာရှိရပဲဖြတ်ထွက်တာ။ဘူဒိဘာကလုံးဝမမြင်ဘူး။ကျုပ်ကဘာကရအကြောင်းကြီးပေါ်ကဆင်းလာတော့ထမ်းမေတန်းလေးလမ်းတိုင်းထွက်လာခဲ့လိုက်တယ်။ကျုပ်ဦးတီကတော့အင်းဝနန်းတော်စီကိုပေါ်ဗျ။မျိုးတကာကကြုတ်ဝင်တယ် တကားမှုရောအင်းဝါစစ်သားတွေရောကျုပ်ကိုမမြင်ဘူးဗျကျုပ်ဆက်လျှောက်တယ်နန်းတော်ကိုကျုပ်ရောက်ပြီးဓာကိုင်လန်ကအဆောက်တွေမှာပြေးလို့ဗျကျုပ်တစ်ချက်တုတ်ပြီးရမ်းမိလိုက်တယ်စိတ်ထဲကရင်းမက်တွေကိုကြောက်တယ်လို့ခံစားရတယ်ဗျငါကရှိန်ပြီးနေရလို့ပဲငါ့ကိုဘယ်သူမှမြင်ရတာမှမဟုတ်တာစိတ်တရပြောလိုက်ပြီးတော့မှကျုပ်ရဲမက်တွေကြာနေဖြက်လျှောက်လာလိုက်တယ်။ကျုပ်ကိုဘယ်သူမှမမြင်ရဘူးဗျ။ကျုပ်တကောင်မှမရောက်ဘူးတဲ့။ညောင်ရမ်းမင်းရဲ့အင်းမနန်းတော်ကြီးကိုတန်တအောင်ငေးကြည့်ရင နန်းဆောင်တွေတဲကိုရှောက်သွားနေမိရဲ့နန်းတွင်အမှုတန်းတွေကတော့သူတို့ရဲ့တာဝန်တွေကိုပြ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 နဲ့ထမ်းဆောင်နေကြတာပေါ့ဗျသူတို့မျက်နှာတွေကိုကျုပ်တိတိကျကျကြည့်လိုက်တော့ကျုပ်တို့သားမအရက်သားတွေလိုစိတ်လို့ကိုလိုမရှိကြဘူးဗျတခုခုကိုစိုးရိမ်နေရဲ့ပုံနဲ့တော့ကမကင်းတဲ့မျက်နှာတွေနဲ့ဗျဝိကြစားကြတာကတော့တကယ်ကိုပိုးဖဲကတိပါတွေပါပဲရုပ်ရည်တွေကလည်းတန်တန်ပြက်ပြက်နေများတယ်ကျုပ်လည်းဘယ်နာမှဘင်းပွဲတော်တင်မဲ့သူ့ကိုမေးကြည့်ဖို့ကလည်းမသိရော လှရှာနေရတာပေါ့တွေ့လည်းမဖြစ်ဘူးလေဗျာဟောလာပြီပြောလာပြီဘရင်ရဲ့ကိုလုံးတော်မိမာရီလှလှပပဝိလို့ဗျာရေနာရီစီထားတဲ့ပွဲတော်အုပ်တဲ့အုပ်ကိုပိုက်လို့ပြောသူတို့နောက်မှာရုပ်ရည်ခန့်ခန့်ညာညာနဲ့လူကြီးတယောက်လည်းပါလာတယ်ဒါကတော့ဘရင်ရဲ့စားတော်ကလေးဖြစ်မဲ့တင်တယ်ကျုံလေသူတို့နောက်ကလိုက်သွားရတာပေါ့ဗျာနန်းဆောင်တစ်ခုရဲ့ဝင်သွားကြတယ်ဟုတ်ပါဗျာဒါဘရင်ပွဲတော်ဆောင်ပဲဗျာနောက်ကနန်းဆောင်ကြီးက ညောင်ရမ်းမင်းစံမြန်တဲ့နေရာဖြစ်မဲ့တင်တယ်။ကိုလုံးတော်ရီကဘွဲတော်အုပ်ကိုတည်တည်ချာချာပြင်ဆင်ပြီးနေရာချတယ်။လက်စေးရီတော်ရွှေပလာကြီးတစ်လုံးနဲ့ထည့်လို့ပြလက်တော့ဘွားလည်းဖွေးတက်နေရပဲ။ဟောရဲမန်းတယောက်နဲ့ဘူမင်းတစ်ပါးကြွလာတယ်ဗျ။ဘင်းရဲ့တက်တော်ဆောင်တွေဖြစ်မဲ့တင်တယ်။ဟောသွားပြီဗျ။စားတော်ကဲကြီးကဘွဲတော်စင်မောင်တက်သွားတယ်။ဘွဲတော်တည်ရဲ့နေရာအမြင်ပြ။စောစောကဘွဲတော်အုပ်တင်လာတဲ့ကိုလုံးတော်ရီကစင်ရှိရ ကျမ်းပြင်အနေမှာထိုင်ပြီးတော့နေကြတယ်။စားတော်ကလေးကဘူမင်းပြည့်ရဲ့ဇွန်းတစ်ချောင်းနဲ့ဟင်းနေကိုနည်းနည်းလေးခတ်ပြီးစားပြနေရဲ့။တမီးကလည်းနည်းနည်းစားပြရတယ်။ပြီးတော့ဘူမင်းကဟင်းနေကိုတည်တည်ချာချာစစ်စေရဲ့။ကျင်းနှံအောင်စစ်စေပြီးတော့မှစားတော်ကလေးကိုပြန်လှုပ်လိုက်တယ်။သူတို့လည်းပြန်သွားတယ်။ခဏကြာတော့မှတက်တော်ဆောင်ရဲမက်တွေရောက်လာပြီးနေရာယူလိုက်ကြတယ်။ခဏနေမှဘီရင်ကြွလာတယ်။ဒါကြောင့်လည်းဆရာတော်ကနည်းနည်းဝင်ရဲပါမလားလို့ချုပ်ကိုမေးတာ။ကျုပ်ပြရန်နေရဲ့နေရာကနေ လှုပ်တော့မလုံရဲဘူးဖြစ်နေတာ။ညောင်ရဲမေကရွှေကြည်တိုးဝစ်လဲတော်ဝစ်ပြီးအပေါ်ကအင်ဂျီမှရွှေကြည်ရဲ့ကုလိုပြ။လင်းရင်ရပွဲတော်အုံမှဝင်ထိုင်ပြီးပွဲတော်အုပ်ကိုဖွင့်လိုက်တယ်။ဟင်းခွက်တီကိုတစ်ချက်ကြည့်ပြီးခေါင်းငိမ့်လိုက်တယ်ဗျ။ပြီးရနဲ့ပွဲတော်စတီရောပြုတ်။ကျုပ်လည်းဘာလုံးဝမှမသိအောင်ဖြစ်သွားတော့တာ။ဒါပေမဲ့ဘာမဲစီအရော်ကိုပေးခဲ့တဲ့ကတိကိုတတိယသွားပြီးတော့ရဲမက်တွေကြာဖြတ်လျှောက်လိုက်တယ်။ပွဲတော်စင်မောကိုကျုပ်တက်ခဲ့တယ်။ ွဲတော်တည်နေတဲ့ညောင်ရမ်းမင်းရဲ့တောင်းဘက်မှာဝင်ထိုင်လိုက်ပြီးတော့ပွဲတော်ကိုကျုပ်ပါနှိုက်စားတော့တယ်။မင်းကြီးကလည်းစားကျုပ်ကလည်းစားပေါ့ဗျ။ဘီယာဟင်းနေထဲလိုက်ကျုပ်ကဖဲ့စားလိုက်။ထမင်းနေယူစားနိုင်တဲ့ပွဲတော်ထမင်းရောဟင်းရောကုန်ကနီးသွားပြီ။ခဏနေတော့ဘီယာထမင်းနေဟင်းခွက်တွေကိုကြည့်ပြီးစဉ်းစားနေရဲ့။ပွဲတော်စားရီကကုန်နာမြန်လိုက်တာ။ငါကတော့ဒီလောက်စားနိုင်သလားဟဲ့။ဘီယင်တပါးလည်းပြောလိုက်တာ။တတ်တော်ဆောင်ပူမီးရလဲ။ဘာပြန်ပြောရမှန်းမသိအောင်ဖြစ်သွားတယ်။ ဘင်းရလက်စီရဲ့ကျုပ်လည်းရွှေခွက်မှာလက်စေးရပေါ့ဘင်းရအချိုးပွဲတွေဆက်ပြီးစားတယ်ကျုပ်ကထပြီးထွက်လာခဲ့ရောနန်းတော်တွေကတင်းတိမ်စားတစ်ခုကိုဆွဲပြီးလက်တွေပါစက်တွေတုပ်ပြစ်လိုက်တယ်ဘာခရအကြောင်းကိုရောက်တော့ကျုပ်ကဆရာတော်တင်ပေးလိုက်တဲ့ရှင်းထွက်တဲ့ဂါထာကိုယူလိုက်တယ်ဆရာတော်ရောဘူးဒိဗ္ဗာရောကျုပ်ကိုမြင်သွားတယ်ဟာလူလေးတာတောင်ပြန်ရောက်ပြီရောကျုပ်လည်းဆရာတော်ကိုရှိခိုးလိုက်တယ်ဖုံမယာခိုင်းစီတဲ့ကိစ္စအောင်မြင်ခဲ့ရဲ့လားတာတင်ငယ် မှန်တော့ပါအလုံးစုံအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်ဖေရကဲအကြောင်းစုံရှောက်တယ်မအောင်ကျောကအနန်းတော်ရဲ့စပြီးဝင်သွားတာစပြီးတခုမှကြံစီရတော့ကိုရှောက်တင်လိုက်တယ်စီရတော်ကသဘောကျပြီးပြုံးတော်မူတယ်ဗျဘူဒိဘကလည်းသူ့တပည့်တွေကဝမ်းသာနေရှာတာစီရီဥဒိဘရှိဆာရစီကတာတေငယ်နဲ့ပဲထိုက်တန်နေတခါကြီးရဲ့ဒီတော့ဒီစိမ့်နဲ့ပဲတာတေငယ်ကိုရှိဆာရအင်ထိုးပေးခြင်းနဲ့တခါကြီးသဘောတူရဲ့လား ဝမ်းသာလိုက်တာဖေကအလွန်သိနေရတဲ့တငယ်ပါဖေကကဲဒါဆိုရင်ခုပဲစီရင်ကြစို့ခုချိန်ကနက်ခတ်အကောင်းဆုံးဖြစ်နေရဲ့တာတိငယ်ရအောင်ရှိန်းစာရအင်ထိုးဖို့ဆန္ဒရှိရလားရှိပါတယ်ဖေကရှိပါတယ်ကျောက်ကခက်မြန်မြန်ပဲရှောက်လိုက်တယ်ဗျဒါဆိုရင်တာတိငယ်ဂရီတစ်ခုပြုတ်နိုင်မလားအမေရှိပါဖေကရှိန်းစာရစေးထိုးပြီးလို့ပြီးမြောက်အောင်မြင်သွားခဲ့ရင်မင်းတရားကြီးရဲ့နိုင်ငံတော့ပြန်လဲတင်းသွင်းထူထောင်တဲ့ကိစ္စတွေမှာ ိုအပ်ရင်လိုအပ်တယ်လို့ပါဝင်ကူညီနိုင်မှာမလားမှန်လားပါဟော်ဒီအင်းဝအတွက်ဆိုရင်အင်းဝသားတယောက်ပြီးသားစေရပါမယ်ဖေရအသက်နဲ့ရင်မီကူညီနိုင်ပါတယ်ဖေရအေးနေရာကြပြီကွဒါဆိုရင်ဥဒိပ္ပာယ်ရှိန်းစာရဆေးထိုးဖို့စီရင်ကြစို့ကွဆရာတော်ကြီးဆေးကွက်စုတ်တန်းဆေးထုတ်ဘဝရအစဉ်သင့်ပြင်မိရနဲ့ဖေရကန်းထဲမှာဆေးစာထိုးရတာပြုတ်ဆရာတော်ရဲ့အင်းဟိတ်ကာရယုတ်တန်ကိုနားထောင်ရင်အသားထဲကို စစ်ကနေစစ်ကနေဖောက်ဝင်နေတဲ့စုပ်ချက်တွေကိုတာတေတောက်ခံနေမိလိုက်တယ်။ပကုတ်တစ်ဘက်တစ်ချက်မှာအင်းတကွက်စီကျောလဲမှာအင်းတကွက်ရင်မတစ်ဘက်တစ်ချက်မှာအင်းတကွက်စီရင်ညွတ်မှာအင်းတကွက်စုစုပေါင်းအင်း၆ကွက်ထိုးပြီးတော့ပြီးသွားတယ်။ဆရာတော်ကစေးခွန်းနဲ့စုပ်ကိုပြန်သိမ်းလိုက်ပြီးဥဒိဗ္ဗာကိုမိတ်တယ်ဗျ။ဥဒိဗ္ဗာရင်အင်းနေတော့စုံသွားပြီဗျ။စွမ်းမစွမ်းတော့မသိဘူး။တခါကြီးရဲ့ကဲတာတေငယ်ရှင်ရွေဝေကာရာယူဆန်းကွက် ကြုံလေမတက်ရနိုင်ပြီးရှိန်ဝင်ကားတော်ယူလိုက်တယ်။ဟာစွမ်းနဲ့ဒီကရင်စွမ်းနဲ့ပြုတ်တာတင်ငယ်ပျောက်သွားပြီဗျ။ကျုပ်ကဆရာတော်ကိုလက်အုပ်ချပြီးရက်နေလိုက်တယ်။ဟုတ်ပြီတာတင်ငယ်။ဖုံးပရမေးတာကိုဖြေပါဦး။မင်းစိတ်ထဲမှာနေလို့ကောင်းရဲ့လား။မှန်တော့ပါကောင်းပါတယ်ဖေရ။ရှိန်စာရဆိုတာရုပ်ပြောင်းပေမဲ့အတန်တော့မပြဘူးကွ။အဲ့ဒါကိုတတိထားပြီးတော့စကားကိုလုံးဝမပြောမိစေနဲ့။ကဲခုံကြည်စန်းတာတင်ငယ်။ကျုပ်ခုံလိုက်တယ်။တခါ နှစ်ခါသုံးခါခုံနေလားခွဲ့တာတင်ခုံနေပါတယ်ဖေရသုံးခါတော့ခုံလိုက်ပါတယ်ဖေရကဲတကာကြီးဥဒိဘခမရရဲ့တပည့်ကျော်ကတော့လူဆွမ်းကောင်းဖြစ်သွားပြီပြုဆရာတော်ဥဒိဘပါဝမ်းတာနေကြတာဗျကဲကဲတာတင်ငယ်ရှိန်ထွက်ကာရာယူလိုက်တော့ဤဘာမဲဆရာတော်မိတဲ့အတိုင်းကျုပ်ရှိန်ထွက်ကာရာယူလိုက်တယ်ကဲတကာကြီးရဲ့တပည့်ပြန်ပေါ်လာပြီမြင်ရတယ်မို့လားမြင်ရပါပြီဖေရမြင်ရပါပြီ အဲရီလိုဦးဒိဗာကပြောလိုက်တယ်။မနှက်ဖြန်နန်းတော်ထဲမှာစွန်းစားဖို့ဘရင်မင်းမြတ်ကကျုပ်ကိုပင်ထားတယ်။တာတီငယ်ကចောင်းသားလုပ်ပြီးကျုံနေလိုက်ခဲ့ရမယ်။မနှက်ဖြန်မနှက်ကြောင်းကိုဆော့ဆော့လာခဲ့ပြီးတော့နန်းတော်ထဲကိုဆော့ဆော့ကြွမယ်။မှန်လားပါဗျာ။အဲရီလိုကျုပ်ကပြန်ပြီးရှောက်ထားလိုက်တယ်။ဆရာကြီးဘူဒိဗာနဲ့ကျုံနေဆရာတော်ရဲ့ចောင်းကနေပြန်လာခဲ့လိုက်တယ်။ဒီနေ့ကကျုံခဲ့ရတဲ့အဖြစ်အပျက်တွေကိုပြန်တွေ့ရင်ကျုပ်ဖြစ်အံ့ဩလို့လို့ဘာပြောရမှန်းတော့မသိရပါဗျာ။လူကလေးဒီအကြောင်းတွေကို မင်းအိမ်ကမိမတွေကိုတော့ပြန်မပြောနဲ့ကွလူတသောမှတယောက်မဖြစ်နိုင်တဲ့ကိစ္စအုပ်လူကလေးဒီကနေ့ဖြစ်သွားခဲ့ပြီငါးပါးတီလာအောင်တော့အတက်နိုင်ဆုံးလုံအောင်ထိမ့်မိတော့ကွစိတ်ချပါဆရာကြီးရဲ့ကျုံအမြဲတည်ထားနေပါမယ်ဆရာတော်ကမောင်တာတိကိုနန်းတော်ရဲ့ခေါ်တာအကြောင်းမဲတော့မဟုတ်ဘူးအကြောင်းတစ်ခုခုတော့ရှိမှသိကြတယ်ဟုတ်ခဲ့ပါဆရာကြီးအစအစရရတည်ထားပြီးကျုံသွားလိုက်ပါမယ်နောက်နေ့ရောက်တော့နေထွန်းစားပြုမှာပဲ ဘာမဲဆရာတော်ကြီးစီကိုကြောက်ရောက်သွားတယ်။ကြောက်ရောက်ပြီးចောင်းဝိယာဝိဆရီဝင်းလုံးပေးနေရဗျ။ចောင်းတော်ကြီးအတွင်းနဲ့အပြင်ဘက်လမ်းမှာအမှိုက်လေတယ်။ဆရာတော်ရဲ့ကူဒီကိုစေးကြောတန့်စင်နေ။ဆရာတော်တုံးနဲ့ကနုတန်ကိုစေးကြောတန့်ရှင်းပြီးရဲ့။အလုပ်တွေလုပ်နေရောလဲအချိန်ကကုန်မမသိကုန်သွားတော့တာပေါ့ဗျ။အချိန်ကျတော့နန်းတော်ကဆရာတော်ကိုကြိုဖို့နန်းတွင်သားတွေရောက်လာကြတယ်ဗျ။အလန်နေတခုနဲ့ကြက်ရှာတွေကုတ်ကားတွေခယူသိင်းနေနေဗျ။ဆရာတော်ကမြင်းရထားပေါ်ကိုတက်တယ် အချိန်ကျတော့နန်းတော်ကဆရာတော်ကိုကြိုးဖို့နန်းတွင်းသားတွေရောက်လာကြတယ်ဗျ။အလန်နေတကူနေကြက်ရှာတွေကုတ်ကားတွေခေယူသေးနေနဲ့ဆရာတော်ကမြင်းရထားပေါ်ဦးတက်တယ်။ကျုပ်ကတော့ဆရာတော်ရဲ့နေကထိုင်တို့လွယ်အေးကျိုးရက်တို့ကမ်းပြီးမြင်းရထားနောက်ကနေလိုက်ခဲ့ရတာပေါ့ဗျ။နန်းတွင်းသားတွေနဲ့ကျုံနေရရောလို့ပေါ့။မနေ့ကကျုပ်ကိုပြောက်ပြီးနန်းတော်ထဲမှာရှောက်သွားနေတော့ကတွေးခဲ့တဲ့သူတွေလည်းပါတယ်ဗျ။ခေယူသေးနေမှုတ်ပြီးကြွလာတဲ့လမ်းတစ်လျှောက်မှာအင်းဝအသူအင်းဝသားတွေက လမ်းမေးမှာတိုင်းပြီးဆရာတော်ကိုကြတော့ကြတယ်။မင်းတပါဆရာရဲ့ဘဝကတော်တော်လေးခမ်းနားပြရမယ်လို့ကြောက်တွေးမိလိုက်တယ်။ဆရာတော်ဘုရားကြံကန်းတာလို့မာရက်လားဘုရား။မင်းရကျုံတဲ့အတူတူပွဲတော်တီးခဲ့တဲ့ညောင်ဝဲမင်းကြီးကရိုးရိုးသေးသေးနဲ့ဆရာတော်ကိုရှောက်ထားတယ်။မာပါတယ်မင်းကြီး။မင်းကြီးရောကျမ်းမာပါရဲ့လား။အရှင်ဘုရားပူသားတော်မူတဲ့မြတ်တာကြောင့်တပည့်ရောကျမ်းမာပါတယ်ဘုရား။မိဖုရားတွေကနောင်နောင်ကလက်အုပ်တွေချပြီးလိုက်သွားကြတယ်။ကျုပ်ကလည်း လမ်းတွင်းသားတွေနဲ့အတူရောက်ပြီးလိုက်ခဲတာပေါ့ဟိုရောက်တော့အပြူတော်တွေကစွန်ပွဲအစင်တင်ပြင်နေပြီးပြီဗျဆရာတော်ကစွန်ပွဲမှာတခါတည်းဝင်ထိုင်လိုက်တယ်ညောင်ရမ်းမင်းကြီးနဲ့အေရှိဆန်ကိုရော်ကြီးကစွန်ပွဲကိုရိုရိုတည်တည်ကက်ကြတယ်ဆရာတော်ကစွန်ဆာရေးစကားပြောတယ်ဘယင်းနဲ့အေရှိဆန်ကစိတ်ဝင်စားနဲ့ဆရာတော်ပြောတာကိုနားထောင်နေကြတယ်ဆရာတော်ကစကားဆုံးတော့ကျုပ်ကိုလှမ်းကြည့်ရင်ဘယင်းနဲ့အေရှိကိုရော်ကလည်းကျုပ်ကိုလှမ်းကြည့်ကြတယ်စွန်ကိစ္စပြီးတော့ဆရာတော်ကတရားဟောတယ် မင်းရင်ရောအရှိကိုတော်ရောအပြူတော်ရောနန်းတွေးသားရောတရားနာကြတယ်ကျုပ်လည်းတရားနာတယ်တရားဟောပြီးတော့ဆရာတော်ကရှေ့ရကြတယ်မင်းရင်နဲ့အရှိကိုတော်ကနောက်ကလိုက်ကြတယ်အရှိကိုတော်ကမင်းချင်းတယောက်ကိုခေါ်ပြီးကျုပ်ကိုလက်ညှိုးထိုးပြတယ်မင်းချင်းဟာကျုပ်စီကိုခက်တုံးတုံးနဲ့ရှောက်လာပြီးတော့ဆရာတော်ရဲ့ចောင်းသားလာလို့ကျုပ်ကိုမြည်ရပြဟုတ်ပါတယ်လို့ကျုပ်ကပြေးလိုက်တယ်ဆရာတော်ကခေါ်ခိုင်းလို့လာလာလို့မင်းချင်းကပြောတယ်ကျုပ်ဆရာတော်လွယ်ကိုလွှဲလိုက်တယ် ်ဆရာတော်အနေကတိုင်းနဲ့ရတအောင်ယူပြီးမင်းချင်းနောက်ကလိုက်ခဲ့တယ်။မင်းချင်းအားချုပ်ကိုနန်းဆောင်တစ်ခုလေးကိုခေါ်သွားတယ်။နန်းဆောင်ထဲမှာဆရာတော်ကပလင်းပေါ်မှာတည်င်းသုံးနေရဗျ။ဘီရင်နဲ့အိရှင်မီကကျမ်းမြေမှာကျုံကျုံထိုင်ပြီးဆရာတော်ကိုလက်အုပ်ချီထားကြတယ်။ကျုံရောက်လာတော့ဆရာတော်က"ကဲတာတင်ငယ်။မင်းတရားကြီးနဲ့အိရှိစံတို့မောင်ရဲ့ရှိစာရအတက်ပြလိုက်ပါအောင်ကွ"အဲဒီလိုမိန့်လိုက်တယ်ဗျ။ကျုပ်ကလည်းဆရာတော်ရဲ့လွယ်အိမ်နဲ့ရက်တီး အနေကတိုင်းမျိုးအောက်ချရမလို့ဘယ်မှာထားရမှန်းမသိသလိုဖြစ်နေတော့အရှိမင်းသားထိုင်ရာအနေထားလာပြီးဆရာတော်ပစ္စည်းတွေကိုယူကန်ထားတယ်ဗျကျုပ်လည်းဆရာတော်ကိုကြတော့တယ်မင်းကြီးနဲ့အရှိမင်းကိုလည်းကြတော့လိုက်တယ်ပြီးတော့မှမတက်ကနေခြေစုပ်ပူးရလိုက်တယ်လက်ကတော့လက်အုပ်ချီလိုပေါ့ရှိန်ဝင်ကားထောင်ယူလိုက်တယ်မင်းကြီးကတော့ရာစအိမ်ကြီးမပြတ်ဘူးဗျအရှိမင်းသားကတော့ဟာလို့အံ့ဩပြီးအော်လိုက်တယ်မင်းကြီးကခေါင်းကိုညှိပြီးတော့ အန်အောပဲပညာရက်ပါပဲဆရာတော်ဆရာတော်ရဲ့ပညာရက်တည်းကအမခန်းနေပါဖေရမင်းကြီးရဆရာတော်ကိုယိုယိုတေတေရှောက်ထားတယ်ကဲတာတင်ငယ်ရှိတ်ထွက်ကာရာယူလိုက်ပြီးတော့အဲ့ဒီလိုမိန်လိုက်လို့ကျောက်ကကာရာယူမလို့ရှိအောင်မအေရှင်မရဆရာတော်ဗျာဆရာတော်တပည့်ကိုစကားပြောခိုင်းကြည့်ပါလားတာတင်ငယ်ဖေရမောင်အခုလိုကိုပြောင်းနေရဲ့ချိန်မှာမင်းကြီးကိုမြင်ရလားကွမြင်ရပါလေဖေရအေရှင်မင်းကို တပည့်ရောမင်းရပါတယ်ဖေရအေးအေးတပည့်ရောကျေနပ်ပါပြီဖေရအင်ရှင်မင်းရပြောလိုက်တော့မှကျုပ်ကရှိန်ထွက်တဲ့ကားထောင်ယူပြလိုက်တယ်ကျုပ်ပြန်ပေါ်လာတာကြည့်ပြီးမင်းကြီးရောအင်ရှင်မင်းရောတတော်ကျေနပ်နေကြတာဗျအင်ရှင်မင်းရကျုပ်ကိုကြည့်ပြီးခေါင်းညိတ်တယ်ပြီးတော့ကျုပ်စီကိုရှောင်လာပြီးဆီအရောပစ္စည်းတွေကိုပြန်ပေးတယ်ပစ္စည်းတွေပေးရင်အင်ရှင်မင်းရအခက်တိုးတိုးပြောတယ်တန်တင်ငယ်တနေ့ကျရင်နန်းတွင်မှာအမှုတမ်းမှုအစင်သင့်ပြင်ထားပြီးတော့မှန်လားပါဖေရ တာတရခက်တိုးတိုးပဲပြန်လျှောက်ထားလိုက်တယ်။မင်းကြီးနဲ့ဆရာတော်ကတော့စကားပြောနေကြလို့အိမ်ရှင်မင်းပြောတာကိုကြားမှမဟုတ်ဘူးဗျ။အော်ဒီတငယ်ကိုထမင်းကျွေးဖို့လွတ်အောင်ပါပဲ။အိမ်ရှင်မင်းကပြောပြီးမင်းကြီးတရကိုခေါ်လိုက်တယ်။မောင်မင်းဆရာတော်ရဲ့ကြောင်းတောင်ထမင်းကျွေးလိုက်ကွ။ကောင်းမွန်စွာကြွေမွေးပြုစုလိုက်ခြင်းမှန်မှဖေရကဲတာတေငယ်မောင်ဒီမင်းချင်းနဲ့လိုက်သွားပြီးထမင်းစားလိုက်ွက်အားရပါရစားပေရောတာတေငယ်ကျုပ်ကိုအိမ်ရှင်မင်းမာတဲ့အတိုင်း ကောင်းကောင်းမွန်မွန်ဧည့်ခံကျွေးမွေးကြတယ်။ကျုံစာတော့ပြီးရဲ့အခါကျမှမင်းကြီးကဆရာတော်ရှိရဲ့နန်းဆောင်ကိုပြန်ပို့တယ်။ကျုံရောက်တာနဲ့တိတ်မကြအောင်ဗျ။ဆရာတော်ကအเจ้าကိုပြန်ကြွားတယ်။အလာတော်ကလိုပဲခယူသိင်းနေမို့အလံနေလွင့်ပြီးဆရာတော်ကိုကျောင်းရောက်ပြန်ပို့ကြတယ်။ကျောင်းရောက်တော့ဆရာတော်ကကဲတတိငယ်ရေမကြောင်ခင်မှာမင်းကိုနန်းတွေရအခေါ်တော်လှုပ်လိုက်မယ်လို့ဘာဖုံးထင်နေ။အေးကိုစွမ်းနဲ့အတက်ကိုသုံးပြီးအင်းဝအတွက်အမှုတော်ထမ်းရွက်ပြီးတော့မှန်မဖေရ တပီရောအင်းဝအတွက်အယိုးကြည်ကြည်အေးခံခံအမှုတော်ထမ်းရွက်ပါမယ်ဖေ။ခနာနေရောကျုပ်ကိုဆရာတော်ကပြန်လှုပ်လိုက်တယ်။ကျုပ်လည်းဒီအကြောင်းလေးကိုဆရာကြီးဦးဒိဘကလည်းဘယ်သူမှမပြောဘူးတော့။ကျုံနန်းတော်ပြန်ရောက်ပြီးနောက်ဖခင်ကြီးရဲ့ပဒိန်လုံငန်းမှာပုံမှန်ပြန်လုပ်နေရ၃လလောက်တောင်ရှိပြီဗျ။တရဆရာကြီးဘူဒိဘကျုပ်စီရောက်လာတော့ဆရာကြီးကကျုပ်ကိုပြောတယ်။မောင်တာတေမနေ့ကကျုပ်ဆရာတော်ကျောင်းအောင်ရောက်တော့ဆရာတော်ကမိတ်တယ် ကျုပ်တို့ရဲ့ရွှေနှန်းရှင်ဘေးရင်မင်းမြတ်တော့တော်တော်လေးကိုမကြမ်းမမဖြစ်နေတော်မူတယ်တဲ့မျိုးတော်ရဲ့လေးပြင်းလေးရက်ကတမတော်ရင်နဲ့စုံပြီဆိုပဲအချိန်နေရထူးမလာပဲပူပူဆိုးလာနေရတယ်ကွဟုတ်လားဆရာကြီးရဲ့လူငယ်တဲ့သုံးလာကကြုံနန်းတွေကိုရောက်တော့မင်းတရားကြီးကကြမ်းကြမ်းမမပါဗျကြမ်းမရေဆိုတာဒီလိုပေါ်မောက်တာတည်းဒီနေ့ကောင်းပြီမဲ့နောက်နေ့ကောင်းချင်မှကောင်းလားကွဒါနဲ့ဆရာကြီးရဲ့မင်းတရားကြီးကဘာရောဂါများဖြစ်လို့တော့ အဲ့ဒါတော့ဆရာကြီးနဲ့မသိခဲ့ပါဘူးကွယ်မင်းကြီးရဲ့အရေးကိစ္စဆိုတော့လေမေးသိမမေးသိမသိရောဆရာတော်မမေးခဲ့ပါဘူးကျုပ်လည်းဆရာကြီးဘူဒိဘာနဲ့တတော်ကြောင်စကားပြောပြီးအိမ်ပြန်ခဲ့တယ်နောက်၃လကျတော့ညောင်ရဲမင်းတရားကြီးနဲ့ရွာစံကန့်ကုံတော်မူပါလေရောအိမ်မနေပြီးရောတခုလုံးဝမ်းနေပူစွေးကြတော့တာပေါ့ဗျမင်းတရားကြီးကန့်တော်ကုံတော်တားတော်အိမ်ရှင်မင်းကမဟာဓမ္မရာဇာပွဲကိုခံယူပြီးနန်းတက်တယ်ဗျအိမ်မသူအိမ်မသားတွေက အရှင်မင်းကိုလည်းကြည်ညိုကြနေတော့ဝမ်းမြဝမ်းသာရှိကြတာပေါ့အရှင်မင်းနန်းတက်ပြီးတလားလောက်ကြတော့ဘူဒိဘာတဆင့်ဘာမဲဆရာတော်ကြီးကကျုပ်ကိုဆင့်ခေါ်လို့ဆရာတော်ကြောက်ကျုပ်ရောက်ခဲ့ရတယ်တာတိန်ငယ်အရေးတော့ပေါ်ပြီးကွမနေ့ကပဲအင်းဝါရဲ့ရွှေနှန်းရှင်ဆရာတော်ကြောက်ကြွလာပြီးဖူးမြော့ခဲ့တယ်ရွှေနှန်းရှင်ကသူ့ဖခင်ကြီးရောညောင်ရမ်းမိတရားပြန်လေသိမ့်ပိုင်းထူတောင်လို့ပြီးစီးခြင်းမရှိခဲ့တဲ့အလုပ်တွေကိုပြပြအောင်ဆက်လုပ်မယ်လို့ကျုပ်ကိုရှောက်တင်နေကွပြီးတော့ရွှေနှန်းရှင်က တာတိငယ်ကိုအလုံးစိတ်ဝင်စားနေရသူခမီးရောက်ရုတ်တရက်မမမကြမ်းဖြစ်လာတော့နန်းတွေးမှာအလုပ်တွေများနေကြတာကြောင့်မောင်နန်းတွေးခေါ်ဖို့ကိစ္စနှောင့်နှေးသွားရတာပဲအခုတော့သူ့ရဲ့ရည်ရွယ်ရင်းကိစ္စဖြစ်တဲ့သူ့ဘိုးတော်ဘရင်တော်မင်းတရားကြီးတီထောင်ခဲ့တဲ့နိုင်ငံတော်ပြန်လည်တီထောင်မှုကိစ္စမှာတာတိငယ်ကိုအမှုတော်ထမ်းစီလိုတယ်မောင်အမှုထမ်းမဲ့နေရာဌာနကတော့ရွှေနှန်းရှင်ရဲ့တက်ရှုတ်တက်မှာအဲ့ဒါတာတိငယ်သွားမယ်ဆိုရင် ဆရာတော်ကခုပဲနန်းတွေးကိုပို့ဆောင်ပေးမယ်ကွ။တပီးရောနန်းတွေးမှာအမှုတန်းမှုအစင်သိမှာပဲဖေရ။ကျုပ်ကပြန်ပြီးရှောက်ထားတော့ဆရာတော်ကနန်းတော်ရဲ့ဝင်မှုစီစဉ်တော့တယ်။ကျုပ်ကနန်းတွေးသားတွေနဲ့အတူရောပြီးလိုက်လာခဲ့တယ်။နန်းတော်ကိုရောက်တော့အကျိုးထောက်တဲ့သူတွေကဆရာတော်ကိုဘရင်မင်းမြတ်ကဖူးမြော်ဖို့စောင့်နေပါတယ်လို့ရှောက်ကြတယ်။ပြီးတော့ဆရာတော်ကိုရှေ့ရဦးဆောင်ပြီးပြင်သွားတယ်။ကျုပ်ကဆရာတော်ရဲ့နောက်ကလိုက်ရတာပေါ့ဗျ။နန်းတွေးဆောင်ရောက်တော့ဆရာတော်ကိုမင်းကြီးကိုယ်တိုင်ပနေမော်မှာ တည်င်းသုံးစီရဲ့ဗျကျုပ်ကတော့ခန်းနန်းနန်းနဲ့မင်းကြီးကိုခန့်စားရတာပေါ့ကဲတကာမင်းမြတ်အလိုရှိနေရဲ့ဆရာတော်ရဲ့တပည့်တာတီငယ်ကိုဆရာတော်ကိုယ်တိုင်လာရောက်အံ့နံပါတယ်ဝမ်းမြဝမ်းသာရှိလာပါတယ်ဖေရဒီချိန်မှာပဲမင်းချင်းတယောက်ရောက်လာပြီးမင်းကြီးကိုရှောက်တင်နေဗျရွှေနှန်းရှင်ဘီရင်မင်းမြတ်ဖေရတရှိုးတံမှုကြီးမင်းဆက်ကရောက်ရှိကြောင်းမှာအေးတံမှုဆက်ကကိုခေါ်ခဲ့မင်းချင်းပြန်တက်သွားပြီးခဏနေရောနှကမ်းမွေးကျင်ဆွဲကာကနဲ့ ထောင်တာမောင်မောင်ခန့်ခန့်ညာညာဘူမူကြီးတယောက်ရောက်လာတယ်။အရင်မင်းမြတ်ကတံမူးကြီးကိုလှည့်ကြည့်ပြီးတော့တံမူးဆက်ကဒီတငယ်ကိုတံမူးရဲ့တရှိုးတက်မှာဘူအဖြစ်ငါကိုတော့ခန့်တော်မူတယ်။မှန်လားပါဗျာ။ကဲတာတင်ငယ်တင်အားခုချေအားစားပြီးငါကိုတော်ရဲ့တရှိုးတက်ကဘူတရားဖြစ်ပေပြီ။ငါကိုတော်ရဲ့အမှုတော်ကိုတစ္ဆာရှိရှိထမ်းဆောင်ပြီးတော့တင်တက်မြောက်ထားတဲ့ပညာရက်ကိုတော့ဒီနန်းလေးမှာငါကိုတော်ကလည်းတခြားဘသူမှမသိစေနဲ့တာတင်ငယ် နာနာပါအရှင်မင်းမြတ်အဲ့ဒီလိုကျုပ်ကမင်းကြီးကိုပြန်ပြီးတော့ရှောင်လိုက်တယ်တမူဆက်ကတာတင်းငယ်ကိုခေါ်သွားပြီးတော့ဘူရိုးရဲ့အဆောင်ရောင်နဲ့တကွတင့်တော်တဲ့နေရထိုင်ခင်းများမှာပေးလိုက်ပါပြီးရင်တရှူတို့တက်ရမယ်အတက်ပညာလိုင်းနာရမယ်ခြင်းဝိတရားစပြီးလက်ဝိနှစ်ပန်းစလို့ဘန်တိုဘန်ရှိပညာတွေပါမကြမ်းတင်ကြပေးစီဓာခုတ်လန်ထူမြင်းစီအတက်တွေနဲ့တင်ပေးလိုက်ပါတမူကြီးဆက်ကမှန်နာပါဖေရကျွန်တော်မျိုးတင်ကြပေးပါမယ်ဖေရ အဲဒီလိုတမူးကြီးဆက်ကပြန်ပြီးလျှောက်ထားတယ်။တာတင်ငယ်တင်တက်မြောက်ထားတဲ့အင်မတန်လျှော့ဝှက်အပ်တဲ့ပညာကိုငါကိုရောမြတ်သဘောကျတော်မူလို့လို့ငါကိုရောမြတ်ကိုယ်တိုင်တင့်ရဘူဒစီဆိုတဲ့ဖွဲ့မျိုးအနှင်းပေးသနာလိုက်သည်။မှန်လားပါဗျာကျွန်တော်မျိုးတာတင်မဟုတ်ဘူးလေဘူမင်းရဲ့ဘူဒစီလို့လျှောက်တင်ရမှာတမူးကြီးဆက်ကကကျုပ်ကိုဘူမင်းလို့ခေါ်ပြီးကျုပ်စကားဟုတ်ပြင်ပြီးလျှောက်တင်ခိုင်းတယ်။မှန်လားပါဗျာကျွန်တော်မျိုးဘူဒစီကခုချေရစားပြီး အရှင်သစ္စာအောင်မကျိုးမပအောင်ထိမ့်သိမ့်ပါမယ်ဖေယဘရင်အမှုတော်ကိုလည်းအသက်ပေးပြီးထမ်းရွက်ပါမယ်ဖေယငါကိုတော့ပီတိဖြစ်ရနေခြင်းဘုဒ္ဓစီရဲ့ကဲတမူကြီးစကဘုဒ္ဓစီကိုခေါ်သွားပြီတော့ကွတမူကြီးကဘရင်ကိုရှစ်ခိုးတယ်ကျုပ်လည်းဘရင်ကိုရှစ်ခိုးတယ်ပြီးတော့ဆရာတော်ကိုရှစ်ခိုးပြီးခွင့်ပန်လိုက်တယ်တပီရောလိုက်သွားပါတော့မယ်ဖေယအေးကောင်းနေစွာတာတင်ငယ်ဆရာကောင်းတပည့်ပန်းကောင်းပန်ပြီးတော့မင်းတရားရဲ့အမှုတော်ကို သစ္စာရှိရှိထမ်းရွက်ပြီးရောတာတင်ငယ်။ကျုပ်လည်းတမူကြီးစကားရဲ့နောက်ကနေခဲယိုးယိုးလေးလိုက်လာခဲ့တာပေါ့ဗျ။ကျုပ်အိမ်မက်ကနဲ့တော့အမေရမီးဖို့ထဲမှာကောင်းချင်းပေါင်းလို့ဗျ။ကျုပ်လည်းအိမ်မက်ကိုအံ့ဩလုံးလို့ထထိုင်ပြီးပြန်တွေးနေရဗျ။ဒါအိမ်မက်ကဟုတ်ရဲ့လား။ဘတ်စကုံများကြည့်နေရလားလို့ကျုပ်ကိုကျုပ်ပြန်မေးမိရဲ့ဗျ။ကျုပ်အံ့ဩတာကအင်းဝါခင်မာကလေးကကျုပ်နာမည်ကတာတေဖြစ်နေရအောင်လေ။တန်တရားဆိုတာဒါဟုတ်ပြောတာအောင်လို့တွေးလိုက်မိရဲ့ ဒီအိမ်မက်တိုင်းဆိုရင်ကျုံနဲ့မဖဲဝါအိမ်ဝမာတွေကဘူဒိဘရဲ့တပည့်တွေဖြစ်ခဲ့ကြတာပဲဗျဒါကြောင့်မဖဲဝါကျုပ်ကိုစောင့်ရှောက်နေရပါလားလို့ကျုပ်အသေးစိတ်ထဲမှာပေါ်လာတယ်ကျုပ်တို့တွေကတန်တရာတခွေးမှာတော့ပြန်ပြီးစုံကြတာကြီးပဲဖြစ်မယ်ဗျကျုပ်တို့မသိနိုင်ကြလို့သာရှိမယ်လို့ကျုပ်စိတ်ထဲတွေးလိုက်မိရဲ့ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တာကတော့စာရေးဆရာတာတေးရေးသားထားတဲ့အင်းဝါကဘူတစီဆိုတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ် ဇလန်လေးကိုနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။